င်္ဂလာပါရှင်။နိုဗင်ဘာလ15ရက်နေ့အတွက်တန်လွင်ထမ်းမြက်နေ့လည်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။တန်လွင်ထမ်းမြက်သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လွင်ထမ်း application ကနေလည်းဝင်ရောက်ရှုနိုင်ပါတယ်။ကျမယွန်ကြည့်ပါပါရှင်။ဒီကနေ့နေ့လည်ပိုင်းထုတ်လွှင့်မှုမှာ တင်ဆက်ပေးမယ့်သတင်းတွေကတော့ထိုင်းမြန်မာနယ်စပ်မောတောင်မြို့သိမ်းတိုက်ပွဲမှာစစ်တုံးပန်း40ကျော်ဖမ်းမိခဲ့တဲ့သတင်းနဲ့ တထုံမှာစစ်ကောင်ဖြစ်စီမံအဖွဲ့ကစစ်မှုထမ်းအကြောင်းပြဖမ်းဆီးငွေညှင့်နေတဲ့သတင်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟာဟာစီနာကရွေးကောက်ပွဲတောင်းမြင့်မှုပယ်ဖျက်ပေးဖို့ပြောတဲ့သတင်းမြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌအထူးကိုယ်စားလှယ်ဖိလစ်ပိုင်ခန့်အပ်လိုက်တဲ့သတင်းတွေနဲ့အတူအာနာသိန်းကာလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင် ထိုင်းမြန်မာနယ်စပ်ကကုန်းသွယ်ရေးမြို့တစ်ခုဖြစ်တဲ့တနင်္သာရီတိုင်းမောတောင်မြို့သိန်းတိုက်ပွဲမှာစစ်တုံးပန်း40ကျော်အရှင်ဖမ်းဆီးရမိခဲ့တယ်လို့တော်လိုင်းရေးမဟာမိတ်ပူပေါင်းအဖွဲ့တွေကတရင်ထုတ်ပြန်ပါတယ်။မောတောင်မြို့ကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဦးဆောင်တဲ့တော်လိုင်းရေးမဟာမိတ်ပူပေါင်းအဖွဲ့တွေကနိုဝင်ဘာလ14ရက်နေ့မနက်၈နာရီလောက်မှာမြို့တစ်ခုလုံးကိုသိမ်းပိုက်နိုင်ခဲ့တာပါ။ မောတောင်မျိုးသိန်းတိုက်ပွဲကိုနိုဖင်ဘာလ17ရက်နေ့ကစတင်ဆင်နွှဲခဲ့တာဖြစ်ပြီး၃ရက်အကြာမှသာတင်ပိုက်နိုင်ခဲ့တာဖြစ်တယ်လို့မျိုးသိန်းတိုက်ပွဲအတွင်းစစ်ကောင်ရှင်တပ်ဖွဲ့ဝင်60ထံမှနေထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးသွားတာဖြစ်ပါတယ်မြို့သိမ်းတိုက်ပွဲအတွင်းစစ်ကောင်ရှင်တက်စီကနေလက်နက်ခဲယံအများပြားသိမ်းဆီးရမိခဲ့တယ်လို့လဲတော်လိုင်းကြီးမဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကမှတ်တမ်းတပ်ပုံလေးနဲ့တကွသတင်းထုတ်ပြန်ထားပါတယ်။မြို့သိမ်းတိုက်ပွဲတွေကိုခရယန်နယ်လေးတပ်မှလေးတက်ရင်203တက်ရင်ဆက်တဲ့ KNDO တရင်ခွန်တရင်စနစ် PPLA FFD တို့ကနေပူးပေါင်းပါဝင်တိုက်ခတ်ခဲ့တာပဲဖြစ်ပါတယ်။မောတောင်မျိုးသိန်းတိုက်ပွဲကြောင့်ဒေသခံပြည်သူလူထု2000ကျော်ဟာထိုင်းနယ်စပ်အနီးထွက်ပြေးတိမ်းရှောင် နေရပြီးစစ်ကောင်ဖြင့်တပ်ရက်လေကြောင်းတိုက်ခတ်မှုကြောင့်လက်ရှိအချိန်ထိနေရက်ကိုမပြန်ရဲကြသေးပါဘူး။မော်တော်မျိုးဟာခရင်မျိုးသားစီယုံ KNU ဗိတ်တော်ဝဲခရင်ရဲ့တနင်္သာရီတိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်ပြီးဒီမျိုးကို KNU က နှစ်ပေါင်း35နှစ်အကြာမှသာပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။မွန်ပြည်နယ်တထုံမြို့နယ်မှာစစ်ကောင်ရှင်ရဲ့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကဖြစ်သူတွေကိုစစ်မှုထမ်းအကြောင်းပြပြီးဖမ်းဆီးငွေညှစ်တာတွေလုပ်ဆောင်နေတယ်လို့မြို့ခံတွေကတန်လိုင်းထမ်းမှုပြောပါရတယ်။တထုံမြို့နယ်ရဲ့ဒူးမြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်အောင်ဆိုစီမံအဖွဲ့ဝင်ပုံမူစန်းဝင်းအောင်တို့ဦးဆောင်တဲ့အဲ့ဒီအဖွဲ့ဟာပြည်သူတွေကိုစစ်မှုထမ်းအကြောင်းပြပြီးဖမ်းဆီးငွေညှစ်နေတာပါ။ ဒေသခံတွေရဲ့ပြပြချက်အရဒူးမျိုးနယ်အုပ်ချုပ်ရေးမှူးဦးတင်အောင်ဆိုဘုံမူစံဝင်းအောင်တို့ဟာဖန်စီအဖွဲ့တွေကိုအ धिक ဦးဆောင်တာဖြစ်ပြီးနိုဝင်ဘာလကစလို့နေ့စဉ်နဲ့မျှဖန်စီငွေညှစ်နေတယ်လို့သိရပါတယ်ရှင်။အဲ့ဒီအဖွဲ့ဟာညာပိုင်းကားတွေနဲ့လှည့်လည်သွားလာပြီးလမ်းမှာတွေ့တဲ့လူငယ်လူရွယ်တွေကိုလိုက်လံဖန်စီနေတာဖြစ်ပြီးတော့တနေ့လျင်၃ဦးကနေ၅ဦးအထိဖန်စီတာတွေရှိနေပါတယ်။ ဖမ်းမိလာတဲ့လူငယ်တွေကိုတထုံမြို့ဘေးလာရက်ွက်ရှိမြို့နယ်ထွေအုပ်ဝန်ထမ်းလိုင်းခန့်အနီးကနေအိမ်တစ်လုံးမှာဖမ်းဆီးထားပြီးမိသားစုဝင်တွေနဲ့ဆက်သွယ်ကငွေကြေးတောင်းခံနေတယ်လို့ရရှိလာတဲ့ငွေတွေကိုတော့အချင်းချင်းပြန်လဲခွဲယူနေကြတယ်လို့သိရပါဗျ။ဖမ်းဆီးထားတဲ့လူငယ်တွေကိုငွေကြေးအစင်ပြေတဲ့အခြေအနေပေါ်မူတည်ပြီးငွေကျပ်၃၄၀ကနေ၃၈၀အထိတောင်းခံနေပြီးမပေးနိုင်တဲ့လူငယ်တွေကိုစစ်မှုထမ်းတင်တဲ့ပို့ဆောင်နေတာပါ။တထုံမြို့နယ်မှာစစ်ကောင်ရှင်ဟာ အဝါဒီဝိုင်းတွေကိုလာနဲ့ချီပွင့်လဲခွင့်ပြုထားပြီးပွဲကနေပြန်လာတဲ့လူငယ်အများစုကိုစောင့်ဆိုင်းဖမ်းဆီးလေးရှိတယ်လို့ဒေသခံတွေရဲ့ပြပြချက်အရသိရပါတယ်ရှင်နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းဟာစီနာကရွေးကောက်ပွဲတောင်းမြင့်မှုပယ်ဖျက်ပေးဖို့ပြောလိုက်ပါတယ် ီအကြောင်းကိုတော့ဘဲဘဲကပြပြပေးထားပါတယ်ရှင်ပြီးခဲ့တဲ့နှစ်ကျောင်းသားတွေဦးဆောင်တဲ့လူထုအုံကြွားမှုအတွင်ဖြုတ်ချခံခဲ့ရတဲ့ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကလာမယ့်နှစ်ကျင်းပဖို့စီစဉ်ထားတဲ့အထွေထွေရေကောက်ပွဲမတိုင်ခင်သူပတီအပေါ်တားမြစ်မှုကိုရုပ်သိမ်းပေးစီလိုတယ်လို့ပြောလိုက်ပါတယ်။2024ခုနှစ်ဩဂတ်လကတည်းကထွက်ပြေးသွားခဲ့တဲ့ဟာစီနာကအိန္ဒိယကနေအခုလိုမျိုးပြောဆိုခဲ့တာပါ။ လူသားမျိုးနဲ့အပေါ်ကျူးလွန်တဲ့ရာဇဝမှုဆွဲချက်နဲ့ဆွဲချက်တင်ထားတဲ့အထူးခုံရုံးကသူ့ကိုနိုဝင်ဘာလ18ရက်မှာအမိန့်ချမှတ်ဖို့ရှိနေပါတယ်။သူရဲ့အာဏာရှင်ဆန်တဲ့အုပ်ချုပ်မှုကိုစန့်ကျင်ဆန္ဒပြသူတွေကိုရရဆက်ဆက်နှိမ်နှင်းမှုဝန်ကြီးချုပ်ဟာဟာစီနာကညွှန်ကြားခဲ့တယ်လို့ဆွဆွဲခံထားရပါတယ်။ဟာစီနာအနေနဲ့အပြစ်ရှိကြောင်းထင်ရှားရင်နိုဝင်ဘာလ18ရက်မှာသူ့ကိုတည်တံ့ချမှတ်ဖို့အစိုးရရှိနေတွေကတောင်းဆိုထားကြပါတယ်။ အမိန်မချမှတ်ခင်ဒါကမျိုးတရားရုံးနဲ့အနီးတစ်ဝိုက်လုံးကျုံကြီးတိုးမြင့်ချထားပြီးလူထုအုံကြွားမှုအတွင်သေဆုံးသွားသူတွေရဲ့ဆွေမျိုးတွေကလည်းဟာစီနာပေါ်ချမှတ်မဲ့အမိန်ကိုမျှော်လင့်နေကြပါတယ်။အာနာဆက်ထိန်ထားဖို့ကြိုးစားရင်းနဲ့ဟာစီနာနဲ့သူ့အဆိုးရဟာဆန္ဒပြသူတွေကိုနှိမ်နင်းရမှာလူ1400အထိသေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးမှုတွေကပြောထားပါတယ်။ဟာစီနာကအမှုရင်ဆိုင်မှုအိန္ဒိယကနေဘင်္ဂလားဒေ့ရှ်ကိုပြန်လာဖို့ညှင်းဆို့ထားပါတယ်။မိမိတို့ပါတီကိုထောက်ခံသူတန်ပေါင်းများစွာရှိတာကြောင့်ရွေးကောက်ပွဲမဝင်ဖို့တားမြစ်ချက်ကိုရုတ်သိမ်းပေးတဲ့လို့ဟာစီနာကဆိုတာပါ။အတိုက်ခံအနေနဲ့ပဲဖြစ်ဖြစ်အစိုးရအနေနဲ့ပဲဖြစ်ဖြစ်အဝါမီလစ်ပါတီဟာဘင်္ဂလားဒေ့ရှ်ရဲ့တစိတ်တပိုင်းဖြစ်တယ်လို့သူကပြောပါတယ် ူကိုမြက်ကွက်ရမှာတရားစွဲဆိုတာဟာအတိုက်အခံတွေထိန်းချုပ်ထားတဲ့တရားရုံးတွေကအစီအစဉ်ထားတဲ့မတရားတရားစွဲဆိုမှုဖြစ်တယ်လို့ဟာစီနာကပြောပါတယ်။အိန္ဒိယကိုထွက်မပြေးခင်ဟာရှိနာကဆန္ဒပြသူတွေကိုပြစ်တတ်ဖို့ကိုယ်တိုင်ကိုကြအမိန့်ပေးခဲ့တယ်လို့ဆွဆွဲခံနာရတာဖြစ်ပါတယ်။ထိန်းချုပ်မရနိုင်တော့တဲ့အခြေအနေနဲ့လူတွေအများကြီးမလို့အပ်ပဲတည်ဆုံးခဲ့ရတယ်ဆိုတာကိုမိမိအနေနဲ့မငင်းလို့ပေမဲ့လက်နက်မပါတဲ့အယက်သားတွေကိုပြစ်ခတ်တတ်ဖြတ်ဖို့အမိန့်မပေးခဲ့ဘူးလို့ဟာရှိနာကပြောပါတယ်။ ဒါပေမဲ့ဟာရှီနာကိုရိုင်ကဆန္ဒပြသူတွေကိုပြစ်ခတ်ရှင်းလင်းမှုညွှန်ကြားထားတဲ့အတန်ဖိုင်တစ်ခုထွက်ပေါ်နေပြီးနိုဝင်ဘာလ18ရက်တရားရုံးဆုံးဖြတ်ချက်ချမှတ်ရမှာတင်ပြသွားဖို့ရှိနေပါတယ်။ဟာရှီနာနဲ့အတူပြည်ရေးဝန်ကြီးဟာရဲမှုဟောင်းတို့ပါပြစ်ထန်ချမှတ်ခံရမှာဖြစ်ပါတယ်။ ပုံအောင်နေရဲ့ပြည်ရေးဝန်ကြီးကာမဲအတွက်တည်ထန်ချမှတ်ဖို့အစိုးရရှိနေတွေကကြိုးပမ်းနေကြပါတယ်။ဇူလိုင်လကအပြစ်ရှိကြောင်ထွက်ဆိုခဲ့တဲ့ရဲမှူးချောင်းဟူရီကိုတော့ပြည်ထန်ချမှတ်ထားတာမရှိသေးပါဘူး။ဟာစီနာကမိမိအနေနဲ့အမှုရင်ဆိုင်နေရပေမဲ့ကိုတိုင်းတော်၎င်းရှင်းနေငါပြီးတော့တော်၎င်းခြေပနိုင်တာမရှိဘူးလို့ပြောပါတယ်။2026ရွေးကောက်ပွဲမတိုင်ခင်ပြိုင်ပတ်နိုင်ငံရေးပါတီတွေကမိမိတို့ရဲ့ Awami League ပါတီကိုရှင်းထုတ်လိုက်တာဖြစ်တယ်လို့ဟာစီနာကပြောဆိုထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌအထူးကိုယ်စားလှယ်ကိုဖိလစ်ပိုင်ခန့်အပ်လိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါရရှင်။2026ခုနှစ်အတွက်အာဆီယံဥက္ကဋ္ဌနေရာကိုဖိလစ်ပိုင်လွှဲပြောင်းယူဖို့ပြင်ဆင်နေချိန်မှာနိုင်ငံခြားရေးဝန်ကြီးမာထရီဇာလာဇရိုကိုမြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌအထူးကိုယ်စားလှယ်ဖြင့်ခန့်အပ်လိုက်ပါတယ်။နိုင်ငံခြားရေးဝန်ကြီးမာထရီဇာလာဇရိုကိုအဲ့ဒီယာတုနေရာအတွက်ဖိလစ်ပိုင်သမ္မတဖာဒီနန်မာကိုစ်ဂျူနီယာကနိုဝင်ဘာ14ရက်ကခန့်အပ်ခဲ့တာဖြစ်တယ်လို့ ဖိလစ်ပိုင်နျူးစ်အေဂျင်စီသတင်းဌာနကဖော်ပြပါရယ်မြန်မာပြည်သူတွေကိုကူညီပေးရေးအားလုံးပါဝင်တဲ့အပြုသဘောဆောင်တဲ့ဆောင်ရွက်မှုမျိုးဝင်ကြီးမာရှရီစာကလုပ်ပေးနိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်းသမ္မတမာကိုစ်က ပြောပါရယ်အာဆီယံဘုံသဘောတူညီချက်၅ရက်နဲ့အတူမြန်မာနိုင်ငံငြိမ်းချမ်းရေးတည်ငြိမ်ရေးနဲ့ပြန်လည်ရင်ကြားစီရေးမိမိတို့ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းကိုလည်းသမ္မတမာကိုစ်ကပြောထားပါလိမ့်။လာမယ့်နှစ်အာဆီယံဥက္ကဋ္ဌဖြစ်လာမယ့်ဖိလစ်ပိုင်နေနဲ့အာဆီယံဘုံသဘောတူညီချက်၅ရက်ထက်ကျော်လွန်ပြီးလက်တွေ့ကျတဲ့ဆောင်ရွက်မှုမျိုးပြုလုပ်တင်တယ်လို့လိလာသူတွေကပြောထားပါလိမ့်။ မြန်မာစစ်ကောင်ဆောင်တွေကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအလေးမထားတာနဲ့အကောင့်ထည့်ဖော်မှုမရှိဘဲလူသားချင်းစာနာထောက်ထားရေးအကူအညီပေးမှုတွေကိုလည်းကန့်သတ်ထိန်းချုပ်နေပါသည်။၂၀26နှစ်မှာမြန်မာနိုင်ငံကအာဆီယံဥက္ကဋ္ဌနေရာကိုရယူရမှာဖြစ်ပေမဲ့မြန်မာကိုမပေးဘဲဖိလစ်ပိုင်ကလွှဲပြောင်းယူခဲ့တာဖြစ်ပါသည်။ဖိလစ်ပိုင်ရဲ့အာဆီယံဥက္ကဋ္ဌတက်တန်းအတွင်းမှာမြန်မာနိုင်ငံဆိုင်ရာအာဆီယံမလေးရှားအထူးကိုယ်စားလှယ်ကိုပဲအဲ့ဒီရာထူးမှာဆက်လက်ခံထားဖို့မြန်မာရပ်ဘက်ဖွဲ့စည်းတွေကတောင်းဆိုခဲ့ကြပါသည်။ ကြံပတ်တိုက်ခိုက်မှုတွေဆုံးသက်ရေးဖွဲ့စည်းအားလုံးဆွေးနွေးရေးလူသားချင်းစာနာထောက်ထားမှုကူညီပေးရေးနဲ့သက်ဆိုင်ရာစုဖွဲ့အားလုံးဆစ်ဆက်ရေးတိုက်တွန်းထားတဲ့အာဆီယံဘုံသဘောတူညီချက်ကို2021ခုနှစ်ဧပြီမှာစစ်ကောင်းဆောင်မင်းအောင်လှိုင်သဘောတူခဲ့တာပါ။ဒါပေမဲ့အာဆီယံအစည်းအဝေးကပြန်လာပြီးရတဲ့အကောင့်ထဲဖော်မှုမရှိတာဒါမှမဟုတ်အကောင့်ထဲမဖော်နိုင်ဖြစ်နေပါလေ။လူသားချင်းစာနာရေးကူညီပေးပို့မှုတွေကိုစစ်တပ်ကထိန်းချုပ်ထားသလိုရက်သားတွေကိုလေကြောင်းတိုက်ခိုက်မှုတွေလည်းတိုးမြင့်လှုံ့ဆော်နေတာဖြစ်ပါလေ။ ခံမှန်ပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1948ရက်အတွင်းကြောက်ဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်။အာဏာသိမ်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှအာဏာသိမ်းမှုဖြစ်ခဲ့တဲ့1948ရက်အတွင်းအကြမ်းဖက်တပ်ဖြတ်ခံရပြီးကြောက်ဆုံးခဲ့သူ8463ဝန်းထိရှိလာပြီဖြစ်ပါတယ်။ဒါအပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ29969ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ8319ဦးအထိရှိလာပြီဖြစ်ပါတယ်။ မွန်ပြည်နယ်မှာတော့အာဏာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ800ကျော်မှာ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီအစည်းအဝေးကိုတော့နိုင်ငံရေးအကျဉ်းသားများကုညီဆောင်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တောင်လိုင်းတိုင်းမြေနေ့လည်ခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုချီရှုခံစားခဲ့ရတာပါတောင်လိုင်းတိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လိုင်းတိုင်း application ကနေလည်းဝင်ရောက်ချီရှုနိုင်ပါတယ် ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။